မင်္ဂလာပါ channel msn ပါဒီရက်ပိုင်းမှာအရင်ဟစ်ဖြစ်နေတဲ့အကြောင်းတစ်ခုကိုပြောမယ်တန်ရှင်းနာစီကာဝါကိုဝမ်းကခေါ်နေတယ်ဆိုတဲ့အကြောင်းပါတိတ်မထိုးစမ်းပါဘူးအရင်တည်းကခေါ်နေတာပါခင်ဗျားတို့မသိရပါ cherry ကဂျပန်ရဲ့ပထမလူကိုမရလို့ဒုတိယလူ takeru ကို ခေါ်လာခဲ့တာပါတန်ရှင်းကိုဝမ်းကိုခေါ်ဖို့သူအကြင်ကြင်စ조사ခဲ့ပါတယ်အခုတစ်ခေါက်ကနိုဝင်ဘာ16ရက်မှာလုံမဲ့1173မှာ Rotten နဲ့မကြေပွဲထိုးဖို့ထက်ညှိသွားတာပါနိုင်ငံကဂျပန်ဆိုတော့စိတ်ဝင်စားဖို့ကတော့ ကောင်းနေပြီဒီနေ့ပြောမှာကတန်ရှင်းကဝမ်းမှာစော့နိုင်လားမစော့နိုင်ဘူးလားကိုပြောမှာမဟုတ်ဘူးစော့လို့ရလားရရင်ရောဘလို့တွေညှိရမလဲဘာပြဿနာတွေရှိလဲဆိုတာကိုပြောမှာပါအားလုံးသိရတဲ့အတိုင်းတန်ရှင်းနာဆူကာဝါဆိုတာကဂျပန်မှာနာဝိုယာပြီးရင်နာမည်အကြီးဆုံးကစားသမားပဲခရတေးသမားကိပောင်စင်ရော MMA မှာပါကျမ်းပြပြီးလို့အခုဆိုရင်ဘောင်စင်မှာပါထပ်ပြီးတော့ကျမ်းနေပြီဘောင်စင်နေဘက်ကိုစောင့်ဝင်တာက2013ကမှာပါခုနှစ်ပွဲထိုးပြီးတော့ ခုနှစ်ပွဲလုံးနိုင်လို့ WBO Vacant Asia Pacific Title ကိုတော့ရနိုင်ပြီ Asia Pacific ရနိုင်ပြီမို့လို့အချိန်မရွေး World Champion ကိုစိန်ခေါ်လို့ရနိုင်ပြီဒါပေမဲ့စိတ်မခေါ်ဘူးအားကြောင့်လဲဆိုရင်ဂျပန်လူမျိုးဖြစ်တဲ့ Yokishi Taki က WBO Bantam Weight တန်းရဲ့လက်ရှိချန်ပီယံပါဆိုတော့နိုင်ငံတူနေတယ်ပေါ့အဲ့ဒါကြောင့်လဲဒီနေ့ထဲမှာချန်ပီယံဟောင်း Jason Moloney နဲ့ Victor San ကိုပဲထိုးပြီးတော့ AC ညှိနေတာ နောက်ပိုင်းတော့အချင်းချင်းလဲပြန်ထိုးခြင်းဖိုးပြနိုင်တယ်မပြောတတ်ဘူးတန်းရှင်းအနေနဲ့ဝမ်းကိုပြောင်းပြီးတော့ကစ်ပေါင်စင်ဆော်လို့ရလားဆိုရင် yes ရပါတယ်ဒါပေမဲ့ WBO ခေါင်းစဉ်အောက်ကတိုက်တဲ့တစ်ခုကိုရတာတာမဟုတ်လို့ WBO နဲ့သူ့အကြားက exclusive clause တစ်ခုရှိမရှိကိုပြန်ကြည့်ရမယ်ရှိရင်တော့ပြောင်းပြီးတော့ကစားလို့မရဘူးမရှိဘူးဆိုရင်တော့ရမှာပါကစားသမားတွေနဲ့အဖွဲ့အစည်းတွေကြားကစာချုပ်တွေကအပြင်လူတွေသိပိုင်ခွင့်မရှိဘူးတယောက်နဲ့တယောက်နဲ့လည်းစာချုပ်ပါအချက်လက်တွေကလည်းမတူကြဘူးဒါပေမဲ့အဲ့ clause မရှိဘူးလို့ကျွန်တော်အနေနဲ့ယူဆတယ်ဘာကြောင့်လဲဆိုရင်တန်ရှင်းအနေနဲ့တခြားဖွဲ့စည်းတစ်ခုကိုသာတွားပြီးတော့စော့ပိုင်ခွင့်မရှိဘူးဆိုရင် ဝမ်းကိုသူအချိန်ကုန်ခံပြီးတော့တွေးနေမှာမဟုတ်ဘူးချက်ထရီကိုလည်းမင်းငားရင်လာလို့ပြောမှာမဟုတ်ဘူးလက်ခံပြီးတွေးတယ်ဆိုတဲ့ကူကအဲ့ဒီပိုင်းလွတ်နေလို့ဒါကြောင့်မရှိဘူးလို့ကျွန်တော်အနေနဲ့သတ်မှတ်တယ်။ဒါဆိုရင်နောက်တစ်ခုထပ်ညှိရမှာက promoter နဲ့ညှိရမှာပါ။ဘောင်စင်မာကအဖွဲ့အစည်းနဲ့ကစားသမားကြားမှာ promoter ကြီးကြားခန့်တယ်။အဲ့ဒီ promoter ကခွင့်ပြုမှပွဲကစားရတာပါ။တန်ရှင်းရဲ့ promoter က Akihito Honda ပါ။ဂျပန်လူမျိုးပဲ။လူမျိုးချင်းတူလို့ထပ်ပြီးညှိဖို့ကလည်းခက်နေမှာမဟုတ်ပြန်ဘူး။ဒါဆိုရင်ဘောင်စင်ပတ်ချမ်းကပြီးပြီအကုန်အဆင်ပြေသွားပြီ။ ဝမ်းချမ်းမြရှိပဲရှိတော့တယ်။ဝမ်းကိုယ်တိုင်ကလည်းအသေးလေးခေါ်ကျင်နေတာမို့လို့တန်ရှင်းဘက်ကတောင်းဆိုသမျှကို yes လို့ပြောကများတယ်။ဆိုတော့အားလုံးချုပ်ပြီးပြန်ပြောရရင်တန်ရှင်းအနေနဲ့ကဝမ်းချမ်းမြရှိကိုလာထိုးခြင်းရင်ဘာပြဿနာမှရှိမနေဘူးထိုးလို့ရတယ်။ Everything is okay ပါ။အောင်စင်မှာလည်း real champion ဟုတ်မနေဘူး။အဆင်ပြေနေပြန်တယ်။ အဲ့လိုမျိုးဘောင်စင်ထိုးလိုက်ဝမ်းချဲ့မြရှင်မှာကစ်ပေါင်စင်လာထိုးလိုက်လုံနေရလူတွေလည်းရှိတယ်။အနည်းဆက်ဆုံးဆိုရင် Nikki Hoskin မှာဒီဘက်ကြီးကိုတော့တိမာပါ။သူကဝမ်းမှာကစ်ပေါင်စင်ထိုးပါတယ်။လာမယ့်ဇူလိုင်လ12ရက်နေ့မှာ Edison Dimash နဲ့ဘောင်စင်ထိုးဖို့လှုပ်ထားပါတယ်။ professional ဘောင်စင်ပဲเนาะဆိုတော့ professional ဘောင်စင်ထိုးလိုက်ဝမ်းမှာကစ်ပေါင်စင်ထိုးလိုက်လုံမယ်ဆိုရင်ရလားဆိုရင်ဒီလိုကြည့်လိုက်တာ ਨੇ ရတယ်ဒါဆိုရင်တန်ရှင်းတာစိတ်ပါရင် rotan နဲ့မကြည့်ပွဲကလည်းဖြစ်လာနိုင်ခြေရှိတယ် ။ပေါင်စင်ပိုင်းမှာကလည်းကိုယ်နိုင်ငံသားချင်းမို့လို့မထိုးကျင်သေးတဲ့အချိန်။ဝမ်ချက်မြရှိကလည်းကိပေါင်စင်လာထိုးဖို့ကန့်လန့်နေတဲ့အချိန်ဆိုတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ကိစ္စတည်တည်လေးတစ်ခုပဲကြားထဲမှာရှိတော့တယ်။အဲ့ဒါက WBO ရဲ့စာချုပ်နဲ့ rule တွေမှာပါတာကအင်တန်းတော်၎င်း real champion တော်၎င်းကစားသမားတယောက်ဒီဖြစ်နေပြီးပိုင်ဆိုင်နေပြီဆိုရင်အဲ့ကပတ်ကာကွယ်ဖို့အတွက်အဆင်သင့်ဖြစ်နေရပါမယ်အထိပ္ပယ်ကတော့တန်းရှင်းက1မှာကိပောင်စင်ထုံးမယ် injury ရလို့ခဏနားနေတဲ့အချိန် WBO ဘက်ကနေပြီးကပတ်ကာကွယ်ပွဲထိုးခိုင်းလို့မကာကွယ်နိုင်ရင်ကပတ်သိမ်းခံရမယ်ဒါမှမဟုတ်အချိန်တိုက်နေလို့မထိုးနိုင်ဘူးဆိုရင်လည်းကပတ်သိမ်းခံရမယ်ဆိုလိုချင်တာကဘောင်စင်ကရှင်းတယ်မင်းကြိုက်တာလို့မိုက်တာလို့ပဲငါတို့ခေါ်တဲ့အချိန်အသင့်ရှိနေနေမရှိရင်ကပတ်သိမ်းမယ်ဒါပဲရှင်းရှင်းလေး69နိုင်ရင်ကပဲအဲ့တော့ပြန်ပြောရရင်တန်ရှင်းနာစုကာဝက1173မှာ မြင်ရနိုင်လားဆိုရင်သူ့အပေါ်ပဲမူတည်မယ်။စီမံစည်းကမ်းတွေတမတ်ချက်တွေ rule အရာကတော့အကုန်လုံးလွတ်နေပါတယ်။လွတ်နေလို့လဲဝမ်းကသွားပြီးတော့တွေ့တာပါ။တူတာထိုးချင်ရင်ထိုးလို့ရပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်ရင်လည်းအားလုံးသိချင်နေကြတဲ့ဒိုလောဒိုလောအဖြေကိုကျွန်တော်ဖြေပေးလိုက်ပါတယ်။တရှိအနေနဲ့သူ့ဘက်ကရက်စုံလို့ပဲရှိပါတယ်။ဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါ channel MSN ရပါဒီလောက်ဆိုရင်တော့ပြည့်စုံပြီလို့ထင်ပါတယ်။တဒါ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ